ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှအခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာကိုအတူအပပြုလုပ်ပြီးအခန်းတွေကိုလိမ့်လည်ရောင်းချလာကြပါတယ်မြို့ပြအိမ်ယာဦးစီးဌာနဘက်ကလိမ့်လေရောင်းချမှုတွေကိုတတိပြုမိပြီးပြည်သူတွေအနေနဲ့ရောင်းမဝယ်မှမဖြစ်စေဖို့အတိပေးထားပါတယ်။စာအတုအတွင်ကျန်စင်မဲအိမ်ယာမှတံပိုးနဲ့အခန်းကိုတတ်မှတ်စည်းနှုံနဲ့ညွှန်ကြားမှုချုပ်ခွင့်ပြုလို့ CHID ဘဏ်အိမ်ယာချင်းဝင်နဲ့ဝယ်ယူခွင့်ရှိကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒါအပြင်စာအတုမှာအခန်းတန်ဖိုးရဲ့90ရာခိုင်နှုန်းကိုအကြောင်းကြားစာရရှိတဲ့နေ့ကစပြီးတလအတွင်းပေးသွင်းဖို့လည်းညွှန်ကြားထားတာကိုထည့်သွင်းရေးသားထားပါတယ်။လက်ရှိမှာရန်ကုန်တိုင်းဒေသကြီးဒဂုံစိတ်ကံမြို့နယ်မှာရှိတဲ့ရိုးမရိတ်တာတန်ဖိုးနဲ့အိမ်ယာမှာအခန်း884ခန်းအတွက်ရှောက်ထားသူ2800ကျော်ခန့်ရှိပါတယ်။အဆိုပါအခန်းတွေကိုဝင်ငွေနဲ့ပြီးနေရေးအခက်အခဲရှိတဲ့အငိမ့်စားဝန်ထမ်းတွေနဲ့တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်တွေကိုရောင်းချပေးဖို့ရည်ရွယ်ထားပါတယ်။ ဝယ်ယူလိုကြောင်းပြန်လည်တင်ပြလာတဲ့ရှောက်လာတွေကိုအင်ယာကြောင်းချရဲ့ကော်မတီကနေစစ်စစ်ပြီးတမတ်ချက်နဲ့ကိုက်ညီတဲ့ရှောက်လာတွေကိုမဲဆနစ်နဲ့ရွေးချယ်သွားဖို့ရှိပါတယ်ရှုမရိတ်တာတံပိုးနဲ့အိမ်ယာမ6ခန်းတွဲ၄တက်အဆောက်အဦအခန်းတံပိုးအဖြစ်7300 90ကနေ7320 12ခန်းတွဲ၄တက်အဆောက်အဦအခန်းတံပိုးအဖြစ်7320မှ7200အထိတက်မှတ်ထားကြပါခင်ဗျာ